ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကလေးစားတွေကတစ်နေ့လုံးအလုံးလုံးထားတဲ့အတွက်ညာအိတ်ခါနီးပြီးဆိုရင်ပင်ပန်းပြီးတော့ကောင်းကောင်းအလုံးမလုံးနိုင်တော့ပါဘူးဒီအခါမှာကျမတို့တွေကမအိတ်ပဲနဲ့အစားတွေစားနိုင်မယ်ဆိုရင်တော့အစာချေစနစ်ကိုသွားပြီးတော့ထိခိုက်ပါတယ်အဲ့ဒါအပြင်လူကဘိုက်ပြင်းတည်နေတဲ့အခါရှင်ပြင်းတယ်လို့ဖြစ်ပြီးတော့ကောင်းကောင်းအိတ်မပြောတော့သလိုမနှက်ထလာရင်လည်းအေးလေလေဖြစ်ပြီးတော့နေတိုင်းမကောင်းဖြစ်တတ်ပါတယ်ကြာလာရင်လည်းအစာရင်လည်းအုံလမ်းကြောင်မှာတန်တွေဖြစ်လာနိုင်ပါတယ် ဒီအတွက်အညာရိုက်ချိန်နဲ့နီးခတ်စွာအစာစားခြင်းဝင်တော့အလုံးဝရှောင်တင်ပါရယ်နော်။ဒါကြောင့်ညာရိုက်ခါနီးပြီဆိုရင်ဘလို့အစားအစာတွေကိုရှောင်ဝေးတင်လဲဆိုတော့ကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဗီဒီယိုလေးမစခင်မှာညာရိုက်ချိန်နဲ့ဒီကို subscribe လုပ်ပါသေးတယ် subscribe လုပ်ပြီးတော့ဘေးနားလူဒီပဲလို့လည်းဖိတ်ပေးပါအောင်ရှင်။အမြဲတမ်းညဆိုရင်အလုံများပြီးတော့အိတ်မပြောလို့အစားတစ်ခုခုစားမှအချင်းဖြစ်နေတဲ့သူတွေကိုအကြံပေးချင်တာကတော့တက်နိုင်ရင်ညပတ်ကိုစောစောလေးအိတ်ဖို့ပါ လူတယောက်ရဲ့ညာရေးချင်ရအရန်ဟောအရေးကြီးပါတယ်။တနေ့လုံးပြင်ပန်းထားသမျှအားရင်နေကုန်းထားသမျှပြန်ဖြည့်ဖို့အတွက်အမောပြင်စီဖို့အိတ်ဆက်ချင်းရတာအကူအညီပေးနိုင်တာပဲဖြစ်ပါတယ်။ဒီအတွက်အိတ်ချင်ကိုတော့အလွတ်မခံပါနဲ့နော်။အနည်းဆုံးညာအိတ်ချင်ကို9နာရီ10နာရီလောက်ရအောင်တော့အိတ်ဆက်အနားယူတင်ပါတယ်။အကယ်လို့တခုခုစားချင်နေဆိုရင်လည်းညီမခုပြပေးသွားမယ့်အစားအစာလေးကိုတော့တက်လန်တော့ရှောင်ဝေးတင်ပါတယ်ရှင်။ ပထမတစ်မျိုးကတော့ကဖင်းတက်ပါတဲ့အစားအစာတွေပါကဖင်းတက်ကအုံနောက်အာယုံကြောတွေကိုတက်ကြွအောင်လှုပ်ဆော်ပေးတဲ့အတွက်ရမအိပ်ပင်နဲ့အလုံးလုံးစားဖတ်တဲ့သူအများစုကတော့စားတော့တတ်ကြပါတယ်။ကျန်းမာရေးအတွက်တော့ရင်းရှိမှမကောင်းဘူးပေါ့နော်။အထူးသဖြင့်ချောကလက်၊ကော်ဖီ၊လဖဲ့ရည်၊ဆိုဒါအေးတွေမှာဆိုရင်ကဖင်းတက်တွေပါဝင်မှုအများများအကြောင်းအိပ်ချိန်နဲ့အနည်းဆုံး2နာရီလောက်ခွာပြီးတော့မှစားသင့်ပါတယ်။နောက်တစ်မျိုးကတော့ပရိုတိန်းပါဝင်မှုများတဲ့အစားအစာတွေပါ အသားပဲမှာပါတဲ့ပရိုတင်းဓာတ်ကခန္ဓာကိုယ်မှာကုန်ဆုံးသွားတဲ့အာရုံတွေကိုပြန်လည်ဖြစ်တင်ပေးပြီးတော့ကျက်သားတွေကိုကြီးထွားသက်ဆွမ်းစေပါတယ်။ဒါပေမဲ့ပရိုတင်းဓာတ်ဟာအစာချေပြတ်ဖို့အချိန်ကြာကြီးပေးရတဲ့အတွက်အချိန်နဲ့နီးကအောင်စားမိလိုက်တဲ့အခါမှာဖိုင်ထဲမှာစားရသမျှခြေဖြစ်နေရပြီးတော့လိုအပ်တော်ရုံနဲ့ဘလူးမှအိပ်မပြောင်းနိုင်တော့ပါဘူး။အကောင်းဆုံးကတော့မနက်နေ့လယ်ည၃ချိန်ခွဲစားပြီးတော့အိပ်ခါနီးကိုဒါလုံးဝရှောင်ဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်မျိုးကတော့အစီတက်စာတွေပါ။ မ်ဘာဂါကြက်ကျော်အာလူကျော်ပီဇာတွေဟင်းအစီအနှစ်တွေအကျော်အလော်တွေကကယ်လိုရီပမာဏရောအဆီဓာတ်ပါဝင်မှုတွေရောအရန်ကိုမြင်ပါပါတယ်အဆီစားသုံးမှုအရန်များလုံးသွားမယ်ဆိုရင်လူကမအီမတာဖြစ်ပြီးရောဘလို့မှအိတ်ရှင်တော့မှမဟုတ်ပါဘူးနော်နောက်တစ်မျိုးကတော့ရှီကဲမဝဲဖြစ်ပါတယ်အခုလိုမျိုးအရန်ပုံလုံးအိုက်လုံးတဲ့အချိန်တွေမှာရပတ်အိတ်မပြော်လို့ရှီကဲမအေးအေးလေးစားလိုက်ရင်အရန်ကောင်းသွားမှာပဲလို့တွေးမှုကြတဲ့လူတွေရှိပါသလား ရှီကဲမုတ်ကကျမ်းမိုင်နဲ့မညီညွတ်တာမှန်ပေမဲ့တော်သိုံတော့ဆိုင်တိတ်ပြီးပြဿနာမရှိပါဘူး။တိတာဖို့တခုကရှီကဲမုတ်ထဲမှာနှုတ်ထွက်ပစ္စည်းတွေရောတကြားဓာတ်တွေရောအရင်များပါတယ်။နှုတ်ထွက်ပစ္စည်းတွေမှာလည်းကယ်လိုရီပမာဏအတော်အတန်ပါဝင်တာကြောင့်အိခါဒီစားတာမျိုးကိုတော့လုံးဝမလုပ်သင့်ပါဘူးရှင်။နောက်ဆုံးတစ်မျိုးကတော့အရက်ပဲဖြစ်ပါတယ်။အရက်ကစားစရာတွေထဲမှာတော့မပါပါဘူး။ဒါပေမဲ့မပြောဘဲနဲ့နေလိုက်ရင်ကျန်တာတွေမစားဘဲနဲ့အရက်ပဲထိုင်တော့နေမှာဆိုတဲ့အတွက်ကြောင့်မို့လို့ပြောလိုက်ပါတယ်။ တခါတလေဘော်ဒါလေးနဲ့ဝိုင်းဖွဲ့ပြီးတော့အရက်တောက်တာတော့မပြောလိုပါဘူး။ဒါပေမဲ့ကို့ဘာသာတယောက်တည်းရှိနေတဲ့အချိန်တော့အိခါနီအရက်တောက်တာမျိုးတွေမလုပ်တင်ပါဘူး။အရက်တောက်ပြီးတဲ့အခါလူကမိုးဝေပြီးတော့ကောင်းကောင်းအိတ်မပြောနိုင်ပါဘူး။အိတ်ပြောသွားခဲ့ရင်တော့မှပဲနှိမ့်ချတဲ့အိတ်ဆက်ချင်းမျိုးရှားနိုင်မှာမဟုတ်ပါဘူး။အဲ့ဒါအပြင်ညသက်ကောင်ကြီးစီးထသွားတာရှင်ပူလာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ရပတ်အိတ်မပြောတဲ့သူတွေအတွက်ဆိုရင်ပို့ပြီးတော့ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့်တက်လိုက်တလို့တော့အရုပ်ကိုရှောင်ပေးတင်ပါတယ်ရှင်။အကောင်းဆုံးကတော့ဘယ်အစားစာအောင်မစို့ညအိတ်ချိန်နဲ့အနည်းဆုံး၃နာရီလောက်ချားပြီးစားပေးဖို့ပါပဲ။ပြီးတော့တက်လိုက်တလို့ဆော့ဆော့အိတ်ဖို့စူးစမ်းတင်ပါတယ်လို့အကြံပေးနေပဲ။ညီမပြူလူညီကောင်းထုတ်လိုက်ပါတယ်ရှင်။ညီမပြူလူအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောရှင်။